မဲဇက်တိုက်ပွဲကြားထိုင်းဝင်ကြီးချုပ်လွှတ်တော်ကိုချက်သိမ်းဝင်ကြီးချုပ်အနုတင်ချမ်ပီရာကွန်ဒီကမ္ဘောဒီးယားနှင့်တိမာနေသောနယ်စပ်တိုက်ပွဲများနှင့်ညဆိုင်နေရစဉ်အယုံကြည်မရှိအဆိုကိုရှောင်ရှားရန်အတွက်ထိုင်းလွတ်တော်ကိုချက်သိမ်းလိုက်ပါတယ်။အမေရိကန်ကြားခံပြုလုပ်ခဲ့သောအပြစ်ခက်ရစဲရေးပြက်ပြားသွားပြီးနောက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့်ဝင်ကြီးချုပ်အနုတင်သည်တိမာသောရည်တည်ချက်ကိုပြတ်တာကအမျိုးသားရေးအင်အားစုများထောက်ခံမှုကိုရရှိထားပါတယ်။ ဤဆုံးဖြတ်ချက်သည်နိုဝင်ဘာလရေကြီးမှုများကြောင့်ဝေဖန်ခံနေရသော၎င်း၏အစိုးရအတွက်နိုင်ငံရေးအရာအခြေအနေပြန်လည်ရရှိရန်အခွင့်အရေးတစ်ခုလည်းဖြစ်လာပါသည်။အနုတင်က၎င်း၏ဆုံးဖြတ်ချက်ကိုပြည်သူတွေလက်ထဲအာဏာကိုပြန်လည်အပ်နှံလိုက်ပြီးဟုကြေညာခဲ့ပြီးအစိုးရသည်ဖေဖော်ဝါရီလတွင်အထွေထွေရွေးကောက်ပွဲနှင့်အတူအခြေခံဥပဒေအသစ်ရေးဆွဲရေးအတွက်လူထုစာနာခံယူပွဲတရက်ကိုလည်းကျင်းပရန်စီစဉ်နေကြောင်းသိရပါသည်။ တရင်ကြည့်ဆောင်ကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာတို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။မင်းစဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။